ကဲမိုးထီအောင်ပွဲပြီးပါပြီရှုံးပါတယ်တပွဲလုံးခြုံကြည့်မယ်ဆိုရင် lady two ချက်ကတော့မိုးထီအောင်ကအနေငယ်တားမယ်လို့ထင်ပါတယ်ဒါပေမဲ့ခွန်ခွန်နော်ရဲ့ဘဲကန်ချက်က30နဲ့40ကြားလောက်မှရှိပါတယ်မိုးထီအောင်နံပေးကိုကန်သွားတာကြားထဲမှာမိုးထီအောင်ကအရက်ကပူရတဲ့အထဲဘူးတဲ့အပိုင်းကမရခဏခဏသွားဘူးနေတဲ့ဂုတ်ကင်ချုပ်ပြီးဒူးနဲ့အတော်လေးပဲအတိုက်ခံလိုက်ရသေးတယ်ဆိုတော့မာကုံရှိလို့အလဲထိုးနေမရှုံးတာ ။အဝဲလုံးကိုသုံးသက်ချေအောင်မိုးထက်အောင်ကစွန်ရက်ကိုအနိုင်ယူထားတဲ့ Time Fighter ခွန်ဖွန်နိုင်နဲ့ရင်ဆိုင်ရတာပါ။သူ့ရဲ့ World Championship ကိုကလေးဝဲမြောက်ဖြစ်ပြီးတော့ရှေ့သုံးပွဲမှာနှစ်ပွဲနိုင်တဲ့ပွဲရှုံးနေတဲ့ bonus တစ်ချိန်လေးရရှိထားပါရီ။ဒီမှာအချိန်မှာမိုးထက်အောင်လိုက်ထုတ်ပေမဲ့ခွန်ဖွန်နိုင်ကအကန့်မခံပဲနော်။အဝေးကန်ချက်တွေနေပဲပါထားတာကိုတွေ့ရပါတယ်နော်။အရက်ကလေးကွာတဲ့ခါကျတော့ဘာမှမလုပ်မရတာပါ။ဒီအချိန်မှာတော့မိုးထက်အောင်ပို့ပြီးတော့တိုက်စစ်ဖွင့်ထားသလို ခွန်ဖွန်နိုင်ရဲ့အဝေးကန်ချက်30ချက်စက်ကိုကားထားရတာလည်းတွေ့ရပြီးချုပ်ဒူးရင်နဲ့ခွန်ဖွန်နိုင်ကတိုက်ပွဲပေါ်ပေမဲ့ပွဲမဖြစ်နိုင်ကြပါဘူးတတိယအချိန်မှာလည်းခွန်ဖွန်နိုင်ရဲ့ချုပ်ဒူးတွေကမိုးထအောင်ကိုဒုက္ခပီးလာပါတယ်ချုပ်ဒူးသားတဲ့ခွန်ဖွန်နိုင်ကဒီတစ်ပွဲပဲထက်ကထက်ကသုံးသွားတာလည်းတွေ့ရပါတယ်တတိယချီပြီးမှတော့ခွန်ဖွန်နိုင်ကတိုက်အဆုံးဖြတ်နေပဲနိုင်သွားပါတယ်ညမဖိုက်တာရင်းအနေနဲ့မွေးထိုင်ရဲ့တရောင်းနဲ့ချုပ်ဒူးတွေကိုဘယ်လိုရင်းဆိုင်ရမလဲဆိုတာအဖြေရှာထားဖို့တော့လိုပါပဲ ဒီဘွဲမှာအရက်ကလေးကွာဟနေတာဖြစ်တဲ့တော့မိုးထက်အောင်ကမရှိမလောက်ဘူးအမှတ်နဲ့ရှုံးသွားတရားပြည်လေးဖြစ်ပါရဲ့ဗျာ